စစ်ကောင်စီကဂျိုင်ယိုကော်ပိုရာများကို၃လပွဲရှိနေစစ်ကောင်စီကလက်ရှိအုံပြုနေသောစစ်တပ်လေးထီအပြင်လေပြင်းတိုက်ခတ်မှုနှင့်ရာသီဥတုဆိုးရွားမှုတံကို အထိုက်အလျောက်ပုံမူခံနိုင်ရှိသောဂျိုင်ယိုကော်ပိုရာများကိုပါအုံပြုလာဖွဲ့ရှိနေကြောင်းစစ်ကောင်စီလေကြောင်းလှုပ်ရှားမှုများကိုစောင့်ကြည့်နေသည့်ဝေဟင်းအဖွဲ့ကထုတ်ပြန်ထားသည့် မတ်ဆက်6ရက်ကနေပြီးတော့တဝိုက်တွင်ဂျန်ယိုကော်ပိုရာတစည်းပြန်တန်းနေမှုကိုစတင်မှတ်တမ်းယူခဲ့ပြီးဧပြီ24ရက်ကလည်းမကွေးမြို့တဝိုက်တွင်ဂျန်ယိုကော်ပိုရာနှစ်စည်းထပ်မံပြန်တန်းခဲ့သည်ဟုဝေဟင်အဖွဲ့ကဆိုသည်ဂျာယိုကော်ပတာလေးချောင်းကင်းထောက်ရင်သည်ရဟတ်ရင်များကဲ့သို့အမိုးတွင်ဒလက်များပါရှိသည်ရင်အမီးနှင့်ကိုယ်ရေကြာတန်ကာအင်ဂျင်တစ်ခုပါရှိပြီးစက်တက်လေးထီးကဲ့သို့အတန်းစုမြန်ချောင်းတည်ရသည် ဂျာယိုကော်ပတာတွင်ရင်မောင်းတူးနှင့်ရင်နောက်တွင်တူးလိုက်ပါစီးနေနိုင်ပြီးပုံမှန်ပြန်တမ်းမြန်နှုန်းမှာတနာီလရင်95မိုင်နှင့်အမြင့်ဆုံးအမြန်နှုန်းမှာတနာီလရင်120မိုင်နှုန်းရှိကြောင်းသိရသည့်အမြင့်ဆုံးပြန်တက်နိုင်သောအမြင့်ပေ12000နှင့်ပြန်တက်ရန်လိုအပ်သောပြည်လန်းရှိမှာ98ပေဖြစ်သည့်လေပေါ်တွင်ပြန်တန်းနေနိုင်သောကြာချိန်မှာ3နာရီမှ4နာရီအတွင်းဖြစ်ပြီးအဝေးဆုံးပြန်တန်းနိုင်သော အကွာအဝေးမှာ235မိုင်ဖြစ်သည် ရင်အလွတ်အလေးချိန်အနေဖြင့်300ကီလိုဂရမ်ဖြစ်ကာအများဆုံးတင်ဆောင်ပြန်တန်းနိုင်သောအလေးချိန်မှာ600ကီလိုဂရမ်ဖြစ်သည့်စစ်ကောင်စီအနေဖြင့်အတုံးစေးချွေတာရန်နှင့်အချိန်မရွေးတိုက်ခိုက်မှုများလုပ်နိုင်ရန်2024ခုနှစ်ဒီဇင်ဘာလမှစ၍စက်တက်လေးထီးများကိုလေကြောင်းတိုက်ခိုက်ရာတွင်စတင်အသုံးပြုလာခဲ့သည် မကြမီအချိန်ကာလတွင်ရာသီဥတုဆိုးရွားခြင်းနှင့်လေကျန်းတိုက်ခတ်ခြင်းများရှိလာမည်ဖြစ်ရာရင်းဆက်တဲ့လေထီးများမှာပြန်တမ်းရာတွင်စိန်ခေါ်မှုများရှိလာတော့မည်ဖြစ်သည်ရင်းချီနေကိုကြိုတင်တွက်စထားပုံရသည့်စစ်ကောင်စီအနေဖြင့်ဆက်တဲ့လေထီးဖြင့်လေပြင်းတိုက်ခတ်မှုနှင့်ရာသီဥတုဆိုးရွားမှုတံကိုအထိုက်လျောက်ပုံမခံနိုင်ရှိသောဂျိုင်ယိုကော်ပိုရာများကိုအစားထိုးအသုံးပြုလာဖွယ်ရှိနေသည်ဟုပြည်သူများနှင့်တော်လှန်ရေးအဖွဲ့များကိုဝေဟင်အဖွဲ့ကအတိပေးထားသည် ထီးချိုင်မြို့နယ်အရက်ဖက်စေးယုံကိုစစ်ကောင်စီဘုံကျဲစကိုင်းတိုင်းထီးချိုင်မြို့နယ်လေတာရွာအနီးရှိအရက်ဖက်စေးယုံကိုစစ်ကောင်စီတပ်ကယနေ့နေ့လယ်ပိုင်းတွင်လေကြောင်းမှဘုံကျဲရာဒေသခံတအူးဒဏ်ရာရရှိခဲ့ပြီးမိတ္တိလာလေတပ်မှတက်လာသည့်ချက်ဖိုက်တာဖြင့်ဘုံနှလုံးကျဲခြင်းဖြစ်ပြီးလေကြောင်းပြန်တမ်းမှုဆက်လက်ရှိနေကြောင်းမြေပြင်တည်င်းရင်းမြစ်ကပြောသည် စစ်ကောင်စီသည်အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့်ဒေသများမှဆေးရုံစည်းကမ်းများကိုပိတ်မထား၍ဘုံကျဲမှုများဆက်တိုက်ပြုလုပ်နေသည့်လက်ရှိတွင်စစ်ကောင်စီတပ်များသည်ထိကျရေးစခန်းထိကျတရားများတောင်းလမ်းဆောင်တို့အပါအဝင်ရက်ကွက်၅ခုရှိသောမြို့ပေါ်နေရာအချို့၌တပ်ဆွဲထားသည် မြတ်သိန်းတန်တောင်ပေါ်ရှိထီးကျိုက်ရဲစခန်းကုန်းသည်ဘန်ကာထက်ထက်ဖြင့်ခန်းစစ်ပြင်ဆင်ထားသည့်နေရာဖြစ်သည်ထီးကျိုက်မြို့နယ်တွင်လက်ရှိ၌စည်ရေးအခြေအနေငြိမ်သက်နေပြီးမြို့ပတ်ဝန်းကျင်ကျေးရွာများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားကြောင်းထီးကျိုက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်နှိဆက်သူကပြောသည်ယခုလေကြောင်းမတိုက်မီမလ၈ရက်ကထီးကျိုက်မြို့ကွင်းကြီးရွာလမ်းစုံကိုစစ်ကောင်စီကဘုံကျဲရာဒေသခံတဦးတန်ရာရပြီးအိမ်ငါးလုံးပျက်စီးကကျွဲသုံးကောင်တေဆုံးခဲ့သည်